်ဆက်ပေးမယ့်သတင်းကတော့အီရန်နဲ့ပိမိနေနဲ့တိုက်စစ်မှုကိုခေါ်ထုတ်ရန်အင်တာမီလန်ဂျိုးမဲနေရဲ့သတင်းဖြစ်ပါတယ်။အင်တာမီလန်တင်ဟာအသင်းရဲ့အီရန်လက်ရင်းစင်တိုက်စစ်မှုဖြစ်တဲ့မာတီတာရီမီကိုအီရန်နိုင်ငံကရင် ခေါ်ထုတ်ဖို့ကြိုးပမ်းနေရလို့သိရပါဗျ။ မာတီတာရီမီဟာအီလန်လူရင်းစင်အသင်းနဲ့အတူမြောက်ကိုရီးယားကာတာတိုနဲ့ကစားခဲ့တဲ့ကမ္ဘာဖလားခြေစစ်စပွဲတွေမှာပါဝင်ကစားပေးခဲ့ပြီးတနစ်တာအီရန်အကောင်ဆုံးသားသမားဆုပါရယူပြီးနောက်မှာကလပ်ကမ္ဘာဖလားပြိုင်ပွဲကစားရမယ်အင်တာမီလန်အသင်းနဲ့အမေရိကန်နိုင်ငံလို့ရင်းစင်လေးမျိုးမှာဥပမှုစီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့အစ္စရေးနဲ့ယူရဲကြားမှာအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့ပြီးယူရဲနိုင်ငံတဲကနေစိတ်တွေမှာခီးသည်တင်နေရင်ပြတ်သက်မှုတွေကိုရင်ဆိုင်လိုက်တာကြောင့်မာတီတာရီမီဟာယူရဲနိုင်ငံမျိုးတော်တီဟီရန်မှာပြင်းပြနေခဲ့တာဖြစ်ပါတယ်အင်တာမီလန်အသင်းဟာအရက်ပြက်လေးကြောင့်ပြတ်သက်မှုတွေရင်ဆိုင်ထားခဲ့ပေမယ့်မာတီတာရီမီကိုခရုံးနိုင်မှုနဲ့နေရှာဖွေနေရလို့သိရပါဗျာရှင်ဒီတိန်းကိုရောရင်ကျအောင်ကပြပူလာတာပါ